မင်္ဂလာပါကျွန်တော်နေမင်းပါဒီကနေ့အတန်တွက်လဲတူတယ်စာလုံးပေါင်းလဲတူတယ်ဒါပေမဲ့သုံးတဲ့နေရာပေါ်မှာမူတည်ပြီးတော့အတိတ်ပဲ꿰သွားတဲ့ homographs နှလုံးအကြောင်းကိုကျွန်တော်ပြပြမယ်ပထမတစ်လုံးက watch နာယီ watch ဥပမာ he bought a new watch သူနာယီတစ်လုံးအစ်စ်ဝယ်လိုက်တယ် watch ကြည့်ပြီဥပမာ let's watch a movie tonight ဒီကနေ့ည ရုပ်ရှင်ကြည့်ရအောင်နောက်တစ်လုံးက well ရေတွင်း well ဥပမာ villagers get their water from the well ရွာသားတွေကသူတို့ရေကိုရေတွင်းကနေရတယ်နော်နောက်တစ်မျိုးပြောလို့ရတာက well ကောင်းသည်ကောင်းမွန်သည် well ဥပမာ you played very well today ဒီကနေ့ခင်ဗျားကစားတာအရင်ကောင်းတယ် အဲ့တော့ American 3 English ကလုံးအတုံးလုံးနဲ့အတန်အတွက်တွေကိုလေ့လာပြီးတော့ practice လုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel ကို follow လုပ်ထားလိုက်ပါ see you tomorrow